င်္ဂလာပါရှင်ဒီနေ့ကတော့အာကျွန်မ ကုန်ဆောင်စည်းကျုံနဲ့ပတ်သက်ပြီးစစ်ဆေးဖို့ဟိုလှုပ်ဆောင်ချက်လေးနဲ့ပတ်သက်ပြီးတော့ရိုက်ပြချင်လို့ပဲအဖြစ်ပါတယ်။အာဒီကုန်ဆောင်စည်းကျုံစစ်တဲဆိုတာတော့ဒါ75 gram OGTT test ပေါ့နော် oral glucose tolerance test လို့လည်းခေါ်ပါတယ်။အာဒါဟိုကုန်ဆောင်ဒီအေးပြုလုပ်ကလေးရှိပါတယ်။အာဆမအာကတော့အခုကုန်က28ပတ်ထိုင်မှာဆိုတော့ဒါကိုလေးကိုဟိုလှုပ်လိုက်ပါတယ်။မြတ်သွားဖြစ်ဒီ test ကိုလှုပ်တဲ့အခါကုန်24ပတ်ကနေ28ပတ်အတွင်းမှာ လုပ်တာတော့အကောင်းဆုံးပဲဖြစ်ပါတယ်အဲတက်ဆိုင်ကယောဂအာစီဂျိုအရင်ကမှစီဂျိုဖြစ်ထားတာတို့စီဂျိုဖြစ်နိုင်ချေများတဲ့သူတွေတဲ့ဒီလိုအခြေအနေမျိုးတွေတချို့သောအခြေအနေမျိုးမှာတော့အဲသွားကိုဆက်ဆက်တည်ခြင်းမှာဆလုတ်တာမျိုးဒါမျိုးတွေတော့ရှိတတ်ပါတယ်ဒါပေမဲ့အဲများသောအားဖြင့်လောက်ရတာတော့ဒီ24ပတ်နဲ့28ပတ်ကြားအတွင်းမှာလောက်စားရတာပဲဖြစ်ပါတယ် ဲ့တော့ဒီနေ့အေးအခုစလုပ်မယ်ပေါ့နော်ဒီဒီနေ့ပြောပြမှာကတော့ဒီအေးလှုပ်ဆောင်ချက်ပေါ့နော်ဘယ်လိုလှုပ်ဆောင်ရလဲဆိုတော့အဲ ်အဆင်စင်လေးကိုဟိုရိုက်ပြချင်လို့ပဲဖြစ်ပါတယ်အဲ့တော့ဒီဒီစစ်စင်မှုလုပ်ဖို့အတွက်ဇမညာကလေးက fasting ပေါ့နော်အစာဖြတ်ရတယ်အဲသူကဒီဒီစစ်စေးဖို့ဆိုရင်သူကသူရသုံးခါဖောက်ရတယ်ပေါ့နော်အစာဖြတ်တာကတော့အအနည်းဆုံး7နာရီရနေအေး14နာရီချာကို fasting လုပ်ရတယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကြာအခုကတော့အော်အချိန်အားဖြင့်ကတော့မနက်6နာရီပေါ့နော်မနက်6နာရီရှိတယ် ရှိပြီပေါ့နော်အဲ့တော့ဟိုဆမတော့ညကိုနောက်ဆုံးအာ9နိုင်မှာနောက်ဆုံးထားပြီးတော့စားလိုက်တယ်ပေါ့နော်အဲ့တော့ကိုမနက်ကိုကိုဘယ်ချိန်ဖောက်မယ်ဆိုတော့ပုံမူတည်ပြီးတော့အာစစ်ဆေးရတယ်ပေါ့နော်ကဲလို့ဒီ fasting ကတော့ဒီ7နိုင်ထက်နေပြီးတော့အစာဖြတ်တယ်ဆိုရင်ကျတော့ဒီအစာဒီကြံနေမှာတို့ဟိုမပြတ်ဘူးပေါ့နော်အာစာချေနှုံးနေတဲ့တွေမှာဆိုရင်ဒေဟာတွေက ကြံနေရဖြစ်နိုင်တယ်အဲ14နိုင်ထက်ကြောင်တချို့ကြလည်းဟိုအရန်ကြာရင်ပေါ့ည6နိုင်လောက်ထက်မစားတော့ဘူးဒါမျိုးကြတော့အရန် first day အတိုင်းအရန်ကြာသွားပြန်ရင်လည်းသူထဲမှာကြားတက်တရားအရန်ကြာနေမှာဆိုတော့အဖြစ်မှားတွေဖြစ်နိုင်နေပေါ့နော်ဒါကြောင့်မလို့ first day ကို7နိုင်နဲ့14နိုင်ကြာမှလုပ်တာတော့အတင်းလောက်ဆိုဖြစ်တယ်ပေါ့နော်အဲ့တော့အဲမနက်မိုးလင်းတဲ့အခါအာကိုရီးယားတော့အိမ်မှာပဲလုပ်တယ်ဆိုတော့လေ ဟင်ဒီအဲဘာမှမစားသေးဘူးဟုတ် first day ပထမဆုံးချိန်စားဖောက်မယ်ပေါ့နော်အဲတို့တို့စားဖောက်မယ်ပေါ့နော်တို့စားဖောက်ဖို့အတွက်ကျူအာဖျင်ရတော့ဒီလူမီကူအောင်ကျူလေးကိုတုံးမယ်အဲဒီ label လေးကတော့ကိုယ့်ရဲ့နာမည်အသက်လေးနဲ့အဲ fasting ဆိုတာလေးစပြီးရေးထားလိုက်တယ်ပေါ့နော်ဒါလေးကိုဖောက်ပါမယ်ဟုတ်မယ်ဆိုတော့မြို့ကလို့ပြီးတော့ဖောက်ရတာပေါ့နော်နတ်ဆော့ဆော့ပေါ့နော်ဒီတစ်ခါပြန်စားပါဦး ိုတွေးဖက်ပြီးဆိုတော့အဲဒီဂလူကိုအမှုတ်ထုတ်ကိုဖြော်ပြီးတော့တောက်ပါမယ်။အဲပေါ့နော်။သူကတော့ဒီတွေးဖက်ပြီး5မိနစ်ကနေ10မိနစ်တွင်မှဖြော်ပြီးတော့တောက်ပါမယ်ပေါ့နော်။ကလစံပိဖတ်ကြာအတူတူလို့ခေါ်တယ်အဲဆိုတာကဒီဂလူကိုစ်ကို55 g နော်55 g အဲဖြစ်တယ်အဲ ဖြောင်းရမယ်ပေါ့နော်အဲဒီဂလူကိုအမုတ်ထုတ်လေးတွေကိုတုံးပါလေဒါကတော့ဒီမှာဝယ်လို့လဲရတဲ့တဲရပေါ့နော်အဲ့မှာဒီခုလေးပြောချင်တာကသူ့မှာပါဝင်တာကအာလိုချင်တာတော့ဟိုဒီ anhydrous glucose လို့ခေါ်တဲ့အဲဒီရေမပါဝင်တဲ့ glucose ပေါ့နော်ဒါပေမဲ့ဒီမှာရတာတွေကသူက dextrose monohydrate တွေပေါ့နော် glucose ဟိုအမုတ်ကသူက monohydrate ဟဲ့ဖြစ်တဲ့အတွက်ကြောင့်သူကရေနေနေ าเดนปอนปาเนาะแล้วอลูมิโอ้ตัวแดงกรมเนาะกระทบแดงกรมสุดแล้วตัวโอ้ปมันโอ้ ဒီဟာ10 gram လို့85 gram ဆိုဟို9ထောက်ခွဲပေါ့အဲ့လိုမျိုးတော့မယူဘူးဒါဆိုသူကရေပန်းဝင်တဲ့ပမာဏရှိသေးတော့10%ထည့်ပေါင်းရတယ်ပေါ့နော်ထည့်ပေါင်းတဲ့အခါမှာသူကဒီ85ရဲ့10%ဆို7.5 gram ပေါ့နော်စုစုပေါင်းဆိုရင်သူက82.5ပေါ့နော်82.5 gram ဖြစ်အောင်ကိုဟိုဖြောရတယ်ပေါ့နော်အဲ့တော့8ထုပ်နဲ့အဲတထုပ်ကတော့4ပုံတပုံပေါ့နော်စုစုပေါင်းဒီလိုမျိုး glucose အမှောက်ထုပ်အောင်8ထုပ်လုပ်လိမ့်မယ်ပေါ့နော်အဲ့တော့9ထုပ်3 4 5 6 ုံတစ်ထုပ်နဲ့အဲလေးပုံတစ်ပုံတောင်းရမယ်ဆိုတော့ဟိုးတော့ပေါ့စုပေါင်းဟိုးတော့ကိုဖြောင်းရမှာဖြစ်ပါတယ်။ Okay အဲ့တော့အာစဖြောင်းလေး 82.5 gram ကိုဖျော်ထည့်ရတာဆိုတော့၈ထုပ်က80 gram ရပြီ။နောက်ထပ်2.5 gram ကိုဆမ်မတို့ဒီဒီချိန်နဲ့ဇွန်းချိန်နဲ့ဟာလေးတုံးပြီပဲပေါ့နော်။ဒါကတော့သူက2.5မြေ2.5 gram ပါတယ်ဒီဇွန်းလေးကိုတုံးပြီးတော့ဒါလေးကိုခတ်တယ်ပေါ့နော်။လေးပုံတပုံဆိုတော့နည်းနည်းခက်မှန်ကားတာဒ ်ပေါ့နော်အဲဒီဟာကတော့ဒီလက်ဖက်စာဆုံး site လောက်တော့ညီမမလို့အတိလောက်ပေါ့နော်ဒီလိုအတိလောက်ကြီးအဲထည့်ထည့်ပါနော်ဒါဆိုရင်ဒါ 2.5g ဖြစ်တယ်ပေါ့နော်အဲထည့်ပါဟင်လာရှိအပြည့်အသွာ200မီနဲ့ဖြောရတယ်ပေါ့နော်ရေ200မီတော့ဘူးအဲဒါသမီးကြီးချိန်နဲ့ကွက်လေးနဲ့တော့မယ်ပေါ့နော် ดานี้ตะควาตะยาชับเสมิสเนาะดานี้ตะขวาเนาะทำเลเซ่เนาะดูบ้างในยามีของในยามเทวีโอผิวมาเนี่ยนี่ ာရတာဆိုပြီးတာဆန်ပတ်ကိုရတော့ခိုင်းလေးကိုအောင်တောင်းရတယ်နော်ညာတောက်ပြီးတော့တနားရေးကြရခါမှာနောက်ကြည့်ဒီကထားလာဖြစ်ပါတယ်အဲဒီမှာတစ်ခွက်ပါတယ်နော်ဒီအတစ်ခွက်လုံး ောက်ပြီးရဲ့အချိန်မှာတော့အဲအရန်ချိုးရဲ့ကျွန်တော်ဒီအဆောက်ရုံနဲ့တောက်ပါနော်အဲ့ဒါပြီးရင်တော့ဒီတူမဖောက်ပြင်နောက်ထပ်တနားရီနှစ်နာရီဒီတူမဖောက်ပြင်အချိန်ကြီးမှာဘာမှဆက်အစားလို့မရသေးဘူးရေလည်းတောက်လို့မရသေးဘူးပေါ့နော်အရေများများတောက်နေပြီအဲဒါကပိုပြီးဒိုင်လူဖြစ်တယ်ဟိုကျဲသွားတဲ့ခါအဖြစ်မားနိုင်တာဖြစ်နိုင်သေးရပေါ့နော်အဲဒါကြောင့်မလို့ဟိုရေဆိုလည်းအဲနည်းနည်းတောက်ပြီးထပ်တောက်လို့မရတော့ဘူးဘာမှလည်းစားလို့မရသေးဘူးနော်ဒါလေးကို တခါလေကိုယ်ကတားရမယ်ပေါ့နော်ပါရတိုင်းနဲ့ဒီချာရီတောက်ပြီးတော့တနိုင်မှာတွေးတစ်ချိန်ဖောက်မယ်နှစ်နိုင်ပြီးတဲ့ချိန်မှာတွေးတစ်ချိန်ဖောက်မယ်စုစုပေါင်းအောင်နှစ်ချိန်တွေးဖောက်တယ်ပေါ့နော်ကမာတော့မနက်အဲတခြားရေကုန်တဲ့အချိန်က6နာရီခွဲမှကုန်တော့အဲ9နာရီခွဲမှတစ်ခါ ောက်လိုက်တယ်အဲနောက်၈နိုင်ခွဲမှတစ်ခေါက်ဖောက်နေတယ်ပေါ့နော်ဒီကြားထဲမှာတော့ဘာမှစားလို့လည်းမရဘူးရေလည်းတောက်လို့မရဘူးပေါ့နော်ကြောက်လားကြောက်ပါဘူးသူစိတ်တော့ကြောက် က်ခွဲခံမှာပဲဆိုတော့ဒီသွားပို့ပါတယ်ဆိုရင်တော့လုံဆောင်ချက်အားလုံးပြီးဆုံးပါပြီ။စုံတင်ကြည့်ရှုပေးကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်။အားလုံးမဲ့တက်တာပြန်ဆုံကြပါရှင်။